ထိုင်းမြန်မာနယ်စပ်မှာတိမ်းရှောင်နေရတဲ့မောတောင်မြို့ဒေသခံတွေကိုထိုင်းအနာဘန်တွေကဖိအားပေးပြန်ခိုင်းလိုက်တယ်လို့စစ်ဆောင်ကူညီသူတွေကပြောပါတယ်။ပြည်ရနယ်မလာ23ရက်နေ့ကလည်းမောတောင်စင်ခွန်းနယ်စပ်မှာတိမ်းရှောင်နေတဲ့စစ်ဆောင်1800ကျော်ကိုအလဲကျပြန်ခိုင်းလိုက်တာဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာအဲ့ဒီနယ်စပ်ကပြေးရှောင်နေရတဲ့စစ်ဆောင်အလုံးနီးပါးပြန်သွားကြပြီဖြစ်တယ်လို့စစ်ဆောင်ကူညီသူတွေက BBN ကိုပြောပါတယ်။ ပြင်နာကပြီးခဲ့တဲ့2ရက်3ရက်ကလေးကအတုံးလေးပုံစံနဲ့ပြင်သွားကြတယ်ဒီနေ့မှအကုန်ကြီးပါကုန်တလုံးပြန်ကုန်ပြီတချို့ ကားလို့ဆန်ကလို့ကြံနေတယ်ဒီနေ့ပြင်လာယူကြသေးတယ်ထမင်းမှာသူတို့ထဲကဖွင့်နေပြောပြီးလို့အစဉ်ပြေလို့ပေးပြင်လာလို့ပြောတယ်လက်ရှိမောတော်မျိုးနဲ့အနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိနေပေမဲ့လက်နက်ကြီးဒရုန်းအပဝင်ဒေသောင်းပစ်ခတ်မှုတွေရှိနေတဲ့အတွက်ဒေသခံအချို့ကတော့နေဆက်မြင်းမြန်မာဗတ်ချန်းနဲ့တောတောင်ဥယျာဉ်ချန်ပြည်တွေမှာ ိန်းရှောင်နေကြရတယ်လို့သူကဆက်ပြောပါတယ်ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရဆေးပိန်းရှောင်ရာချီကမြို့တွေကပြန်သွားကြတာရှိပေမဲ့အချို့ကတော့အချိန်နေစောင့်ကြည့်တာမျိုးလည်းရှိတယ်လို့ဆိုပါတယ်မော်တော်မျိုးပေါ်မှာတော့ကရင်တော်လန်ရေးအဖွဲ့တွေကထိန်းချုပ်ထားပြီးတော့နေရပြန်ဖို့ကိစ္စကို KNU ဘက်ကတစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးဘလို့လုပ်ပြီးပြင်ရင်မလဲနေရနေလို့လက်နဲ့ကြည့်တဲ့ drone တန်းလေးလင်းနေကြနေရတဲ့ပုံမှန်ချီလည်းမဟုတ်ဘူးလေဒုက္ခရောက်တာပေါ့ လက်ရှိ၂၀ချောင်းနဲ့တောတောင်ဥယျာဉ် channel တိန်ရှောင်းနေကြရတဲ့သူတွေဟာအမိုးကအဝတ်ထည်စေးဝါးတွေဖြင့်ကူညီများစွာလိုအပ်နေတယ်လို့သူကဆက်ပြောပါတယ်။အချို့တကြီးရွယ်အိုတွေကလေးငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေလည်းစေကူသားမှုခံယူဖို့အခက်ကြုံနေရတယ်လို့ဆိုပါတယ်။လက်ရှိမောတောင် မြို့ဘက်ကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့တိန်ခွန်နဲ့တဲဖြူကျေးရွာတဝိုက်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ လေးရချာတိုက်ယူခဲ့ရတဲ့မော်တော်မြို့ကိုပြီးခဲ့တဲ့နိုမလာ14ရက်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကြောင့်မော်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်ကျေးရွာကဒေသခံ3000ထက်မနည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။